လေးလေးတယောက်ကလာပြောတာအပင်အောက်မှာခလေးလေးပြစ်ထားတဲ့အားနေပဲဟုတ်လားဆိုပြီးအဝိရှော်နေတန်းနဲ့ထွက်ပြေးလာတော့အဲ့ဒါသူဒီဘုံလေးထဲမှာ ကောက်ပြီးတော့လူကြီးအိမ်မှာတွတ်ထားပေးတာပေါ့တွတ်ထားပေးတယ်ပြီးတော့မှအမရှိကိုဖုံးဆက်အမရှိကိုဖုံးဆက်တာတွေ့တဲ့ချိန်မှာတော့မှဒီဘုံထဲမှာပဲခလေးလေးကိုတွေ့တာပေါ့နိုဘူးလေးတန်းလန်းနေလုံးဝငိုတမ်းမကြားတော့မသိရအောင်မျက်လုံးပွင့်ကြည့်အဲ့ဒီပွက်ချီလိုက်တော့မှသူမျက်နှာလေးမျက်လုံးဖူးပွင့်လာတာ။စာလေးလည်းပါ။စာလေးလည်းပါလား။စာလေးကတော့နှီးလေးထဲမှာညှက်ထားတယ်။ အနည်းလေးဖြည်လိုက်မှတွေ့တာစာအုံလုံးဝမတွေ့ဘူးမတွေ့ဘူးခလုံးမှတော့လုံးဝမတွေ့ဘူးစာလေးတစ်ဆောင်ပါတယ်တယောက်ကတွေ့လို့ဖြတ်သွားတဲ့ကလေးလေးကအယုံလာပြောတာပြောလို့အာဟာချေဘာမှမချေရတော့လေကလေးအဲ့လေအဲ့ဒီဟောနေလူကြီးကိုလူကြီးကိုအရင်ကြောင်းကြားပြီးတော့အဲ့ဒါတစ်ချက်လူကြီးကနေမှတစ်ဆင့်အမရှိကိုပုံစံတာရက်ွက်လူကြီးအာမတို့ဒီဂေဟာနရက်ွက်လဲဖြစ်တယ်ဆိုတဲ့ခါကျတော့အာဒီလူကြီးကနေပြီးတော့မှတစ်ချက်အမောခလေးပြစ်သွားတယ်ဆိုတော့ပထမတော့ဩဒီနားမှာကိုယ့်ခေရလဲရှိရတာနဲ့ လာပေးလို့ရရဲ့ဒါနဲ့ပေါ့နော်သူ့မှာလည်းအကြောင်းမျိုးမျိုးရှိလို့နေမှာပေါ့လေအဲ့နဲ့သူတို့ဒီမှာလာပြီးတော့ပြစ်သွားတယ်ဆိုတော့ကလေးလေးကြီးတော့တော်တော်လေးလှုပ်ရွေ့ရည်လေးရယ်တန်နေချစ်လဲချစ်စရာနေဒါမင်းကလေးလေးဖြစ်တဲ့အခါကျတော့ဒါဘာပဲဖြစ်ဖြစ်ဒါအမမှာတာဝန်ရှိတယ်လူကြီးတွေကလည်းဒါအမကိုယုံကြည်လို့လှမ်းပြီးတော့အကြောင်းကြားတဲ့အခါကျတော့အမကတော့တာဝန်ယူပေးတာပေါ့ဟုတ်ကလေးလေးကလည်းဒါတသွေးတမွေးလေးနော်อืมဟုတ်တယ်ကလေးလေးကမင်းကလေးဒီမှာသူ့မှာလည်းစာလေးပါတော့နေသူစာလေးမှာလည်းဒါသူ့အမေဘယ်လိုပဲဖြစ်ဖြစ်လေးလှရပေါ့နော်။အင်းလေးလေးလည်းလှရသူ့အမေပဲနေမှာပေါ့။ ဆိုတော့ဒါအာသူ့ရဲ့အကြောင်းတရားဘယ်လိုရှိလာလဲတော့မသိဘူး။ဒါသမီးလေးအတွက်ဒါအမကတော့ဒါဟိုအမရဲ့ကလေးတယောက်နေနဲ့အမကတော့အမွေးစားဖို့အဆုံးဖြတ်လိုက်တာပေါ့နော်။ ဒါကတော့ညီမရဲ့သူသူပြစ်သွားတာနဲ့ပတ်သက်ပြီးတော့တာဝန်ယူမှုတာဝန်ခံမှုကတော့ရှိရမှာပဲလေ။သူကသူဘလို့အကြောင်းရားနဲ့ပဲဖြစ်ဖြစ်ဒီကလေးကအစကလေးကဟိုကိုသားသမီးအကြောင်းကိုသိရတယ်။ဒီကလေးကအခုသူတို့ပြောပုံရဆိုရင်ငိုလည်းမငိုဘူး။အရင်လဲအေးတယ်။အကယ်၍များဒီမှာထားခဲ့လို့ဒါတခြားတယောက်ကများမတွေ့ပဲနဲ့တလေးဆန်တကောင်ကောင်ကကြိုက်လို့ပဲတည်သွားတာပဲဖြစ်ခွေးကြိုက်လို့ပဲတည်သွားတာပဲဖြစ်ဖြစ်ဖြစ်သွားမယ်ဆိုရင်ဘလို့လုပ်မလဲ။အသက်အန္တရာယ်ဆိုရင်ရတယ်။အဲ့ဒီတော့ပြဿနာကတော့သူ့အနေနဲ့ဆုံးပြစ်တာနဲ့ပတ်သက်ပြီးတော့သူ့ ဟိုတခုခုတော့ဖြည့်ရှင်းပြရမှာပဲအဲဒါပြီးတော့ဒါတရားဥပဒေရလဲရှိမယ်အဲအဲ့တော့တရားတွေပြီးတဲ့အခါကျရင်တော့အမကလေးအမတို့ကတော့ကလေးတွေကိုမချုပ်ထားဘူးဟုတ်လား အဲဒါကလေးတွေအရွယ်သူ့ပဲချိန်လာမလဲဆိုတော့အမမသိဘူးကလေးမသိတတ်ခင်အရွယ်မှာဆိုလို့ရှိရင်တော့ဒါအမနဲ့သူနဲ့လူကြီးချင်းရှင်းရမှာပေါ့ကလေးသိတတ်တဲ့အရွယ်เจ้าမှာလာတယ်ဆိုလို့ရှိရင်တော့ကလေးရဲ့စန္ဒာပေါ့နော်အဲ့ခါကျတော့ကလေးကလည်းဒါသူ့ရဲ့သူ့ပုံမှာအာမိခင်တယောက်နေနဲ့လည်းတွေ့ခြင်းနဲ့တွေ့မယ်သူ့ရဲ့စကားပြောပြီးတော့ပြီးတော့ဒါအမလို့နဲ့လည်းတန်ရုံနေရှိရဒါကလေးရဲ့စိတ်ချမ်းသာမှုအဓိကပါပေါ့အားလုံးကလေကလေးတွေပြုစုဆောင်ရှောက်တဲ့အချိန်မှာရင်ထဲကမပါဘဲနဲ့ဘယ်အရာမှမလုပ်လို့မရအောင်ကိုယ်နဲ့သွေးမတော်တောင်ဆက်တဲ့ကလေးတယောက်ကိုဘယ်ဒီခုနှစ်သားသမီးကလေးတွေကိုအမတို့က ကိုယ့်ရင်ထဲကိုထည့်ပြီးကိုသားသမီးလိုစောင့်ရှောက်ပေးရတာဖြစ်တဲ့အတွက်အဲအချိန်နဲ့တို့အစဉ်ပြေမှဘလို့အကြောင်းအရာပဲဖြစ်ဖြစ်ကလေးတွေလာဖို့မယ်ဆိုအမတို့နှလုံးသားကိုဆွဲညစ်ပြီးတော့လှုပ်ခါပြီးတော့ဝန်ခံစားရတယ်။ဒါပေမဲ့မအဘယ်ရာကိုမှအမဟိုကလေးတွေကိုစီးနှက်ပေါင်းနဲ့မထားဘူးအတ္တမကြည့်ဘူး။အဲ့အတွက်ကြောင့်မလို့တို့အတိလာပြီဆိုလို့ရှိရင်တော့တို့ရဲ့ဆုံးဖြတ်ပိုင်ခွင့်တော့အမဦးစားပေးပြီးနံပါတ်1 test ပြီးတော့ စဉ်းစားပေးမှာပေါ့နော်ပြီးတဲ့အခါကျတော့ဒါသူတို့မိဘတွေအနေနဲ့လည်းခလေးပုံမှာတောင်းဝင်ဘလို့ဘလောက်ထိယူနိုင်မလဲဟလာအမားတို့အမားတို့စီမှာဆိုရင်ရှင်မင်းမီးမလားလက်မွေးမီးမလားပြီးတဲ့အခါကျတော့ပညာတတ်ဖြစ်အောင်ဟလာလူတန်းစီမီနန်အောင်ဟလာအเจ้าဆိုလည်းကြောင်ဟလာသူတခြားခလေးတွေနဲ့မိဘရှိတဲ့ခလေးတွေနဲ့ရှင်းမဲ့ဆိုရင်တော့အမခလေးတွေကမနှိမ့်ကြသွားအောင်အမစူးစမ်းပြီးလုပ်ခဲ့တာဆိုတော့ဒီလိုမျိုးအရေးချင်းတွေနဲ့ထားနိုင်မယ်ဆိုရင်တော့အမ မိဘအရင်ကိုပြန်စင်းစားပြီးမှာပေါ့နော်။ဒါတော့ဒါသူတို့ရဲ့စိတ်ခံစားမှုမှာလည်းမိဘအရင်နေနောက်ကိုလိုက်ချင်တဲ့ဆန္ဒရှင်တော့အမရရင်ခွက်ခံရမှာပေါ့။ဒီအမရေဆိုလို့ရှိရင်လည်းသူတို့လင်မယားဆိုလည်းမွေးမွေးကျတော့မွေးစားဖို့ဆိုလို့ခေါ်တာအဲ့လိုမျိုးတီစာကြောင့်ပေါ့နော်တီစာပြန်ပေါ်သွားလို့ရှိရင်ကိုယ်လည်းမကောင်းဘူးအကုန်လုံးကမွေးဖို့ရည်ရွယ်တွေးထားတာဒါပေမဲ့လာပြန်ပေးရင်ပေးလိုက်ရမယ်မျောလင်းချက်ကြီးပေါ့နော်အဲ့လိုခန်းစားချက်ကြီးကိုမတ်ကြမ်းမှုမမွေးပဲနဲ့ကိုယ်ခက်ခဲနဲ့ကိုယ်ခက်ခဲကြောင့်ကလေးကိုဆုံးပြစ်လိုက်တယ်ဆိုမှကျန်တဲ့သူတွေကလည်းနှလုံးသားရှိတဲ့လူသားတွေဆိုတော့ သူတို့မှလည်းမွေးမှန်ဆိုရင်တော့မှသူတို့ကအရှိအစင်းစားရပြီလေသူတို့တစ်ချိန်ကျပြန်ခွဲနိုင်မလားသူတို့အနေနဲ့ဘယ်လိုမျိုးဟိုဖြစ်မလဲဆိုတဲ့ဟာနဲ့သူတို့ဒီကလေးကိုမမွေးရကြတော့ဘူးသူတို့ဟိုဒါသူတို့လည်းမိခင်ဖြစ်တဲ့အခါကျတော့ဘာပဲဖြစ်ဖြစ်ခံစားရမှာပေါ့အဲ့ဒါရင်းနဲ့မမွေးဖြစ်တော့တာအကယ်၍ဒီလိုမျိုးလူကောင်းသူကောင်းနဲ့လက်ထက်မရောက်ခဲ့ဘဲနဲ့တခြားမတမာတဲ့သူတွေလက်ထက်ကိုများရောက်ခဲ့သည်ရှိတော့ကလေးတယောက်ရဲ့ဘဝကတကယ်ကိုစုံစမ်းမြုပ်စပေါ့နော်ဒီချိန်မှာဆိုလို့ရှိရင်ကလေးတွေက child rape တွေလည်းအများကြီးပေါ်တယ်အဲ့ဒါကလေးတွေဟိုရောင်းစားခံရတာတွေလည်းအများကြီး ှိတယ်အသက်အနည်းခဏခဏကလေးတွေပြောက်ပြီးတော့အသက်အနည်းစိုးရင်ရတယ်ကလေးတွေလည်းအများကြီးရှိတယ်လက်ချိန်ကြမှာဒီလိုမျိုးကလေးဆွပြတာတော့အမှန်တကယ်တော့မလုံတဲ့ဘူးနှီးဆက်ရကို့မှာအခက်အခဲရှိတယ်ဆိုနှီးဆက်ရလူတွေအကူအညီတောင်းပြီးရပြပြမွေးစားခြင်းနဲ့သူဟိုပဲဖြစ်ဖြစ်ဒါကတော့အမှအကြံဉာဏ်ပေးတာပေါ့နော်ပြီးတော့တခြားဆောက်ရှောက်တဲ့ဂေဟာတွေမှာဖြစ်ဖြစ်အတိအတရားနဲ့အကြောင်းကျိုးအကြောင်းလေးပြောပြီးတော့ အမကတော့အဆေချင်တာပေါ့ဟုတ်တယ်ဟုတ်တယ်ရုံးညင်း760လို့ပါတယ်ပြည့်စစ်ပေါ့လား760တို့ချင်းချင်းလွှဲပြီးအမလည်းပဲဒါပေမဲ့သူ့မှာဒီစာလေးတစ်စာပါတော့မပေးတော့လားမတင်လို့အားကြောင့်အမရှိဘူးကျွန်တော်ဆက်ပေးနောက်တစ်ခုကကြောက်လေသူတို့ကလေဒီဟာကိုအမကေဟာလို့ထင်တာဒီခွေဒီရချင်းကလာပြသွားတာအမေကပြန်လာတယ်လို့ဆိုတော့လေရာချသွားတာဒီရှေ့ဆိုပြီးတော့ဒီနားပတ်ဝန်းကျင်တော့မဖြစ်နိုင်ဘူးဒီနားပတ်ဝန်းကျင်ဆိုတော့အမကေဟာဟိုဘက်မှာတော့သူသိတယ်ဒီနားပတ်ဝန်းကျင်အကုန်သိတယ်ခရစ်ယာန်ကျောင်းနဲ့နိအဲ့လိုမျိုးသူတို့ကမှားပြီးတော့ လာချတာဖြစ်နေတယ်ဟုတ်မခေရထင်လို့ပဲခေရတွေ့ပါစေဆိုပြီးတော့လာချသွားတယ်ဖြစ်ဖြစ်ဖြစ်နောက်တစ်ခုကလည်းညီမတို့စဉ်းစားလိုက်တာကြတော့ကိုရီလဲဟိုဘာပဲပြောပြောအစ်ဟိုဟိုလိုမျိုးတဲတော့မပါဘူးမဲ့ကိုရီထက်တောင်းမှာအမသားသမီးတွေကိုဟုတ်တယ်ဟိုကိုသားသမီးတောင်းမှာကိုရီတော့ပြောတာမမွေးနဲ့လို့အများကြီးတွေ့တယ်နော်ကိုနဲ့နေရပါကိုသားသမီးတောင်းမှာလို့အမလောက်စောင့်ရှောက်မှုမပေးနိုင်ဘူးအဲ့ဖုန်းဆက်အမတို့လည်းမပေးနိုင်ဘူးမခန်းနေဝင်ပဲပေးမယ်အဲ့လိုမျိုးသူ့ရဲ့ညှော်လေးချက်ပေါ့သူ့ရဲ့ရေရှည်ပေါ့ သူ့ရဲ့ရေးလေးကိုကြည့်ပြီးတော့အမကိုပဲပေးချင်တာကိုတော်မွေးမယ်ဆို9000တော့သူ့ကိုဒီလောက်ထိမပေးနိုင်လောက်ဘူးအဲ့လိုအများကြီးတွေးတယ်ကိုသားသမီးတော်မှအဲ့လောက်ထိအုပ်ချုပ်မှုမပေးနိုင်ကလေးတော်မှပူလို့နေအဲကောမအဲကောမတက်ပေးနိုင်ဟိုထားရတာဒီပြတ်တဲ့ချိန်အဲကောမရှိဘူးရက်တော်ရက်ခက်ခါလာလက်အေးညောင်းနေဆောင်နေနှုတ်မဟုတ်ဘူးဒီပါစားလာဝယ်ပြီးအဲ့လောက်ထိလဲကောင်းအောင်ထားနိုင်ဟုတ်တယ် သူတို့နေရသူ့အတွက်ဒါအရန်ကိုကန်ကောင်းသွားပြီကန်ကောင်းတဲ့နေရာတစ်ခုရောက်သွားပြီရှိရတော့ပုံကန်ကောင်းတယ်ဟုတ်တာပေါ့ကလေးတွေဘလို့နေရလဲကိုအသေးဆုံးဘလို့ရှိတယ်မခက်လေးဘောယုံကြည်မှုလေးလည်းပြောပေးပါဒီနားမှာနေနေဒီနားမှာနေတာရဲ့ခဏခဏသွားပြီးလှူပြီးတော့ကလေးတွေကြည်ရတယ်သူတို့နေရတဲ့နာနဲ့ကိုမွေးထားတဲ့သားသမီးနေရတာအများကြီးကွာမြိုင်းကွာတော့အဲ့လိုတစ်ခါကြက်လို့ရှိရင်ကျောင်းကအစကိုတော်အဲ့လောက်ထိတော့မှမတွေ့ထားဘူးမြင်နေမြင်နေတယ်ကျောင်းနေတော့ထားပေးနိုင်တယ်ဆိုတော့ပို့ပြီးတော့စိတ်ချရမှာမရအောင်အဲ့ဒါကြောင့်ပြီးတော့အမားတို့ကိရာလည်းဒီဒီကနေချိုးလိုက်တာလည်းရောက် ဒီမှာစပြီးတော့အမထိုင်နေဝေခေရစဆောက်တဲ့ကိုတည်းကပျော်နေကြတာအဲ့လိုမျိုးသူတို့ဆိုခဏခဏသွားလှူတယ်ခဏခဏသွားတာအိမ်မှာအမမှတ်တမ်းနေဆိုအများကြီးပဲဗီဒီယိုထဲမှာတိတ်ထားတာအမတည်းအမနဲ့မတွေ့တာပဲညာတိရက်ွက်သားတွေဒီဟာကပေါ့နော်ကလေးအတွက်ချစ်ရမရောက်ပဲနဲ့နေရရောက်တယ်လို့ခံစားရတယ်ပြီးတော့ဒါကလေးကိုအချိန်တန်ကြာလို့ရှိရင်ဒါပြန်ခေါ်မယ်ဆိုတော့ဆိုပေမဲ့ အဲဒါအဆင်ပြေသည်ဖြစ်စဉ်အဆင်ပြေသည်ဖြစ်စဉ်ကလေးကပထမဦးဆုံးအရင်ဒုက္ခနဲ့ကြုံတွေ့ရမှာပေါ့နော်အဲ့တော့ကိုယ့်ရဲ့အဲအဆင်ပြေတာတွေကိုနောက်မှထားပြီးကလေးတင့်လာတယ်လို့အမကတော့ကြည်စေချင်တယ်အဲ့တော့ तू ကလည်းအကယ်၍ပြည့်စက်လက်ကမဟုတ်ဘဲနဲ့တနည်းအားနေမြ၆ကြည့်နေခဲ့သည်ရှိတော့အမကတော့ဒီလိုမျိုးကလေးကိုပြစ်လိုက်ခြင်းအဖြစ်ကလေးကတစ်ချိန်တည်းအရွယ်ရောက်လာလို့ရှိရင်ငါမိဘမိဘနဲ့ပြန်နေခဲ့အောင်တော့ เนาะတော့ငါမိပါငါ့ကိုတချင်ရပြစ်ခဲ့တာပဲဆိုတော့သူ့ရဲ့ထရမာတစ်ခုကိုခလေးဆက်ကြမှာမသိစိတ်ကြမှာဝင်သွားနိုင်တယ်အဲ့တော့မိဘပေါ်မှာလည်းခလေးကပြစ်မားခဲ့ပြီးရှိရင်ခပြမနိုင်နေပေါ့เนาะအဲ့တော့ဒါမျိုးတွေကမလုတ်တင်ဘူးလို့အမကမြင်နေကိုမဆောင်ရှောက်နိုင်ဘူးအခက်အခဲတစ်ခုရှိတယ်ဆိုလို့ရှိရင်တော့အကူညီကိုဘုတ်ပွင့်လေးတောင်းစီခြင်းနဲ့ပေါ့เนาะအမကတော့ဟုတ်မအရင်တော့ဆိုရင်တော့မဂီယာလာပြီးတော့ကိုယ်တိုင်ခလေးလာပြီးတော့အကြရပေါ့ဟုတ်တယ်အခုကျတော့ဆွန့်ပစ်တဲ့ဟာလာဒါကျွန်တော်အနေနဲ့တော့တော်တော်တချို့တော့ကြာနေပြီဟုတ်တယ် အဲ့လိုမျိုးထပ်ပြီးတော့ case တွေများထပ်ဖြစ်နိုင်ထပ်ထပ်ဖြစ်မလာဘူးပေါ့မမျိုးပြောပြတင်တယ်အမကလေဟိုအရင်တော့ဆိုစွန့်ပစ်တဲ့ကလေးပဲအမကလက်ခံတယ်နောက်ပိုင်းကျတော့မီးရင်ဖိုင်ရရှိပင်မဲ့ဘာဖြစ်လို့လက်ခံရလဲသူများတွေကပြောတယ်မီးရင်ဖိုင်ရရှိရတဲ့ဒီလိုမျိုးလက်ခံတယ်ဆိုလို့ရှိရင်ကလေးတွေခဏခဏဒီလိုမျိုးမွေးလိုက်ပေးလိုက်ဖြစ်မှာပေါ့ဒါကသူ့အကြောင်းတရားနဲ့သူ့ကြိုးတရားနဲ့လာကြတာအဲ့တော့မီးရင်ဖိုင်ရရှိပြီးတော့မှအမက သူတို့မှာမမွေးနိုင်တဲ့အကြောင်းအရာအခက်အခဲတွေပေါ့အခုလိုမျိုးပေါ့အခက်အခဲတွေရှိတာကိုမဖြေရှင်းမဲ့နဲ့အာမိဖရှိလို့အမကမယူဘူးလို့ဆိုလို့ရှိရင်ဒီကလေးတွေကိုအခုလိုပြစ်ကြမယ်ဒီကလေးတွေဒုက္ခရောက်မယ်ဒါကြောင့်အမကမိဘတွေရှိပေမဲ့လည်းအဲဘာကြောင့်မကြွေးနိုင်တာလဲဘာအခက်အခဲတွေရှိသလဲဒါမျိုးတွေကိုအမဖြေရှင်းပြီးတော့ဟိုမိမချင်းကိုချင်းစာပြီးတော့ဒီခါကျရင်ဖြေရှင်းတဲ့အရာကိုဖြေရှင်းပြီးဒါကြောင့်လို့ရှိရင်လည်းသူတို့လုံးဝဥမာရောဂါရှိတယ်ဆိုလို့ရှိရင်လည်းအမစောင့်ရှောက်ပြီးဒါကြောင့်နောက်ပိုင်းကျတော့အမစီမှာမိဘရှိပေမဲ့လည်းလုံးဝမစောင့်ရှောက်နိုင်တဲ့ မိဘတွေရှိရှိတဲ့ခါကျတော့အမကကိုညီပြီးတော့ခလေးတွေကိုမွေးပေးရတာပေါ့နော်။နောက်မှအဲ့ဒါဘာဖြစ်လဲဆိုတော့ခလေးတွေဆွန့်ပစ်တာရက်စေခြင်းလို့အဲ့တော့ဆွန့်ပစ်တဲ့ခလေးတွေဟိုရော့ရော့ပါစေခြင်းလို့အဲ့တော့ဆွန့်ပစ်လိုက်လို့တေဝိုင်းခလေးတွေလည်းအများကြီးရှိတဲ့ခါကျတော့အမအဲ့ဒီအနည်းနဲ့အမခုနှစ်သားသမီးကယ်တော့မယ်ဆိုပြီးတော့အမရဲ့နီးကိုအမပြန်ပြောင်းပြီးတော့အမမိဘရှိလဲအမအကျိုးရဲ့အကြောင်းတိုက်ဆိုင်တော့အမခေါ်ပေးလိုက်တာပါ။